ဧပြီလ6ရက်ကနေ12ရက်နေ့အထိတပတ်အတွင်းတနင်္လာရီသတင်းအစီအစဉ်ကိုတင်ဆက်ပါတော့မယ်ခင်ဗျာဒီအစီအစဉ်ကိုဒဝဲဝက်အဖွဲ့သားတွေကစူးစီးတင်ဆက်ထားတာပါ တဝဲမြို့ပေါ်မှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်ဧပြီလ17ရက်မနေ့ပိုင်းကစပြီးစစ်ကောင်စီတပ်ကလောင်းလုံးမြို့ဘက်ကို UTP စစ်ကြောင်းထိုးလာပါတယ်။ဧပြီလ10ရက်နေ့ကတဝဲမြို့တောင်ပိုင်းရှိကျက်စားပြင်ရက်ွယ်အကောက်ခွန်ဦးစီးဌာနဘက်ချမ်းမှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်စစ်ကြောင်းထိုးလာတာပါ။ အဲ့ဒီနေ့ကစစ်ကောင်စီခတ်တနင်္သာရီတိုင်းဝင်းကြီးချုပ်ဦးမြတ်ကိုကံယူရန်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှုဘူမူကြီးအောင်မျိုးထွန်းအပါအဝင်စစ်ကောင်စီခတ်ဝင်းကြီးတွေဌာနဆိုင်ရာဝန်ထမ်းတွေက အကောက်ခွန်ယုံတဲ့မနီမဝေးရှိစိတ်ကန်းတာဘောဒရာမှာငားလှုပ်ပွဲလုပ်နေကြတာလို့ဆိုပါတယ်ဒီလိုပြစ်ခတ်မှုဖြစ်ပြီးနောက်မှာတော့စစ်ကောင်စီတပ်စစ်ကြောင်းတကြောင်းဟာဒဝဲမျိုးဘက်ကနေလောင်းလုံးမျိုးနဲ့တာယာကုန်းရွာဘက်ကိုစစ်ကြောင်းထိုးလာပြီး ဖုန်ကြီးကျောင်းတကျောင်းမှာနေတဝက်တက်ဆွဲပြီးပြန်ဆုတ်သွားတယ်လို့ဒေတာခံတွေကပြောပါတယ်အပိလ17ရက်မနေ့6နာရီလောက်မှာတော့စစ်ကောင်စီတပ်ကလောင်းလုံးမြို့ဘက်ကိုစစ်ကြောင်း3ကြောင်းနဲ့ဥတီစစ်ကြောင်းထူလာတယ်လို့ဆိုပါတယ်။လောင်းလုံးမြို့ထဲမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကလည်းမြို့ပြင်ထွက်လာပြီးတပြားရွာနားမှာလှုပ်ရှားနေတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်ဒဝဲမြို့ပေါ်ရှိအမြောက်တပ်ကလည်း လက်နယ်ကြီးခုနှစ်ကြိမ်လောက်ပြက်ခတ်ခဲ့ရာဝီဒီအင်းဆောင်ရွာဟောင်းကစတဲ့ကြေးရွာတွေနာ ကြရောက်ပောက်ကွဲခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ကလက်နယ်ကြီးနဲ့ပြက်ခတ်တဲ့အပြင်ဒရုန်းနဲ့ဘုံးချတိုက်ခိုက်နေပြီးမင်းရရွာမှာရောဘာချစ်နေတဲ့အမျိုးသားတဦးကိုလည်းဖမ်းဆီးသွားတယ်လို့ဒေသခံတွေက ပြောပါတယ်လက်နယ်ကြီးကြီးကြရောက်ပောက်ကွဲနေတဲ့အတွက်အနီးနားကြီးရွာတွေကဒေသခံအချို့လဲဘေးလွတ်ရာပြောင်းရွှေ့နေကြရတယ်လို့ဆိုပါတယ် တဝဲမျိုးမှာတကြံပွဲတော်အတွက်တိဆောက်ထားတဲ့ပျော်ဖြေရေးမန်ဒတ်တချို့ကိုပြန်ဖြက်လိုက်ပြီးတိဆောက်ဆဲမန်ဒတ်အချို့ကိုလည်းရန်နာထားပါတယ်။တဝဲမျိုးတော်ခမ်းမရှိမှမလကုံကလေးကတိဆောက်နေတဲ့တိုင်းအစ်စ်တကြံပျော်ဖြေရေးဗဟုမန်ဒတ်ကိုလည်းဆက်မဆောက်တော့ပဲရန်နာထားတယ်လို့ဆိုပါတယ်။ဒါအပြင်တိုင်းအစိုးရယုံနာကဆောက်လုပ်ရေးမန်ဒတ်ကိုလည်းဆက်မဆောက်တော့ပဲရန်နာထားတယ်လို့မြို့ခံအချို့ကပြောပါတယ်။ ဒဝဲမျိုးပတ်လန်းရှူရီသတိရင်ပြင်ကစားကွင်းနားမှာဆောက်ထားတဲ့ဌာနဆိုင်ရာဖျော်ဖြေရေးမန္တပ်တစ်ခုကိုလည်းပြန်ဖြက်လိုက်တယ်လို့ဆိုပါတယ် မြန်မာနိုင်ငံမှာထိခိုက်ပျက်စီးမှုများပြားခဲ့တဲ့ငလျင်ဘေးဒဏ်ခံနေရပြီးမဲ့စစ်ကောင်စီကတကြံပွဲတော်ကျင်းပဖို့ဆက်လုပ်နေတဲ့အတွက်ဝေဖန်မှုတွေရှိခဲ့ပြီးတဲ့နောက်အခုနှစ်တကြံကိုအပျော်ပါတီဆိုကခုံတာတွေမပါဘဲကျင်းပသွားမယ်လို့စစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။တစ်ဖက်မှာလည်းဒဝဲမြိတ်နဲ့ကော်တောင်းမြို့တွေမှာတကြံရာတီရေကစားပစ္စည်းတွေနဲ့အလှဆင်ပစ္စည်းတွေအယောင်ပါနေပါတယ်။ တရချောင်းမြို့နယ်မှာကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA လက်အောက်ခံတပ်နဲ့တဝဲခရိုင်ပြည်သူ့ကာကွယ်ရေးတပ် PDF အမှတ်နှစ်တန်ရင်တို့အချင်းချင်းပစ်ခတ်ရာကနေ PDF ရဲဘော်တို့ဦးတေဆုံသွားပါတယ်တဝဲမြိတ်သွားကားလမ်းပေါ်ရှိဝင်းဝနယ်မြေရဲစခန်းကိုတိုက်ခိုက်ဖို့ကြိုးရောက်နေတဲ့ KNLA တရင်ဆက်နှစ်လက်အောက်ခံတပ်ဖွဲ့နဲ့နောက်မှအဲ့ဒီနေရာကိုဝင်လာတဲ့ PDF အမှတ်နှစ်တရင်လက်အောက်ခံတပ်တို့ AP လ6ရက် ည9နာရီခွဲလောက်မှာပြစ်ခတ်မှုဖြစ်ပွားခဲ့တာပါတဖွဲ့နဲ့တဖွဲ့ချိတ်ဆက်မှုအားနေတာကြောင့်မှားယွင်းပြစ်ခတ်မိကြတာဖြစ်ပြီးအဲ့ဒီပြစ်ခတ်မှုမှာ PDF ရဲဘော်နှစ်ဦးသေဆုံးသွားတယ်လို့ဒဝဲခရိုင်ပြည်စုကာကွယ်ရေးတပ် PDF အမှတ်နဲ့တိုင်ရင်မှုမင်းသားကြီးကပြောပါတယ်ဝင်းဝအနေမြေရဲစခန်းကိုပြစ်ခတ်တိုက်ခိုက်နေချင်းအဖွဲတစ်ဖွဲရောက်လာပြီးဘဲအဖွဲဖြစ်တဲ့ဆိုတာကိုမသိတဲ့အတွက်ပြစ်ခတ်မှုဖြစ်ခဲ့တာလို့ KNLA တိုင်ရင်စနစ်တက်ခွဲနှင့် ကစဲတို့ကြားအထူးတပ်ဖွဲ့ကတက်ခွဲမှုစောဘဦးစစ်ကဆိုပါတယ်အခုဖြစ်ခဲ့တဲ့ပြစ်ခတ်မှုနဲ့ပတ်သက်ပြီးကစဲတို့ကြားအထူးတပ်ဖွဲ့က KNLA တိုင်ရင်စနစ်တိုင်ရင်မှုကိုတင်ပြထားသလိုဒဝဲခရိုင်ပြည်သူ့ကာကွယ်ရေးတပ် PDF တိုင်ရင်နှင့်တိုင်ရင်မှုကလည်းတနင်္သာရီတိုင်းစစ်ဌာနကိုတင်ပြထားတယ်လို့ဆိုပါတယ်အဲ့ဒီပြည်ရက်ကိုတက်ဆန်ရနှစ်ဖက်တာဝန်ရှိသူအချင်းချင်းဘယ်လိုဆက်လုပ်မယ်ဆိုတာမသိရသေးသလို ောက်ခြေတက်ဖွဲ့အချင်းချင်းကြားမှာလဲညှိနှိုင်းဆွေးနွေးပြောဆိုတာမရှိသေးဘူးလို့ဆိုပါတယ်။စီရီလမ်းကြောင်းပေါ်မှာနှောက်ရရင်ဘယ်ပုဂ္ဂိုလ်အဖွဲ့အစည်းကိုမဆိုရှင်းလင်းသွားမှာဖြစ်တယ်လို့2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့ရက်စွဲနဲ့စောဘဦးသိလက်ရင်းမူနဲ့ကြေညာချက်တစောင်းထုတ်ပြန်ထားပါတယ်။တတုလောက်ွက်တွေချက်ထွင်းလောက်ကင်လာပြီးတဲ့နောက်ရေဖြူမြို့နယ်ကမ်းပေါက်ကျေးရွာအုပ်စုရက်ွက်အချို့ရှိရေတွင်တွေ ဖေဖော်ဝါရီလကတည်းကရေခမ်း၆လာပါတယ်။အဲ့ဒီဒေတာမှာနှစ်စဉ်မလကုန်ခါနီးမှာပဲရေခမ်း၆လိပ်ရှိပေမဲ့အခုနှစ်မှာတော့အချိန်တလစောပြီးရေခမ်းသွားပြီးရေခမ်းလိပ်မရှိတဲ့ရေတွင်တွေမှာတောင်ရေခမ်းနေတယ်လို့ဆိုပါတယ်။ကံပေါက်ဒေတာရှိလှဲကုန်းရက်ွက်နဲ့မက်ခင်ရက်ွက်ကရေရင်းတွေမှာရေခမ်းနေတာပါအဲ့ဒီရက်ွက်နှစ်ခုမှာပြီးခဲ့တဲ့နှစ်ဇွန်လလောက်ကစပြီးဥယင်ချံလုတ်ွက်ရေကိုဝယ်ယူပြီးခဲသတ္တုလုတ်ွက်အစ်စ်တွေလုတ်ကင်နေကြတယ်လို့ဆိုပါတယ် အဲ့ဒီတတုလုတ်ွက်ရေကြောင့်ပေနေရောချောင်းနဲ့ဆင်ကိုရရေတခွန်က စီးလာတဲ့ချောင်းတို့ပူပေါင်းပြီးစီးဆင်းနေတဲ့ကြောင်လုံးကြီးချောင်းလေလုံးဝပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်ကြောင်လုံးကြီးချောင်းပျက်စီးသွားလို့ချောင်းပြည့်ရှိဟင်းသီးဟင်းရွက်နဲ့ပန်းပင်စိုက်ခင်းတွေရေသွင်းဖို့တူပေါ်ထားတဲ့ရေရင်းတွေလည်းရေစခန်းလာတယ်လို့ဆိုပါတယ် ကော့တောင်းမြို့နယ်ဖော့တုတ်ရွာနာမှာကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကကြားဖြတ်တိုက်ခိုက်တဲ့အတွက်မာရန်ရဲစခန်းမှုအပါအဝင်ရဲသုံးဦးသေဆုံးသွားပါတယ်။ဧပြီလ9ရက်နေ့ညနေ4နာရီလောက်မှာအဲ့ဒီရဲစခန်းမှုနဲ့အဖွဲ့ဟာအေးချမ်းသာရွာမှာဆက်ကြီးကောက်ပြီးကားနဲ့ပြန်လာချိန်ဖော့တုတ်ရွာတင်ချိုင်းနာမှာကြားဖြတ်တိုက်ခိုက်ခံရတာပါ။ အဲ့ဒီရဲတွေဟာထိုင်းမြန်မာနယ်စပ်မာရန်ရဲစခန်းမှာတောင်းဝန်ကြနေသူတွေဖြစ်ပြီးတိုက်ခိုက်မှုကြောင့်စခန်းမှုဖြစ်တဲ့ရဲအုပ်တအူးနဲ့ဒူရဲအုပ်အပါအဝင်ရဲ၃ဦးတေဆုံးသွားခဲ့ပါတယ် ရဲတပ်ကြတအူးကတော့ဒဏ်ရာရပြီးထွက်ပြေးလွတ်မြောက်သွားတယ်လို့ကော့တောင်းပကဖကထုတ်ပြန်ထားပါတယ်။ဂျားပြတိုက်ခိုက်ပြီးတဲ့နောက်ကော့တောင်းပကဖအဖွဲ့ကထိခိုက်မှုမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ထုတ်ပြန်ကြေအရသိရပါတယ်။တိုက်ခိုက်မှုအတွင်း40မမတလက်40မမဘုံဒီ16လုံး AK တနတ်2လက်နဲ့ကြီးစံတွေလက်ပြဘုံ3လုံးပစ္စတိုတနတ် ၆လုံးပြူတနတ်နဲ့ဖုံးတွေတိမ့်စီနိုင်ခဲ့တယ်လို့ဆိုပါတယ်မာရန်ရွာနဲ့ဖော့တုတ်ရွာဟာထိုင်းမြန်မာနယ်စပ်ရနောင်းခရိုင်နဲ့ကက်လျက်တီရှိပြီးပါချမ်းမြေပေးမှာတီရှိတာပါ တနင်းသာရီမြို့နယ်ထဲမှာရှိတဲ့ခဲလုတ်ကွက်တွေကြောင့်အခုနှစ်မှာရေချူခရုရှားပါလာပြီးဈေးတက်လာပါတယ်ခဲလုတ်ကွက်တွေများလာလို့တနင်းသာရီမြစ်နယ်အခြားမြစ်ချောင်းတွေမှာရေနောက်ကြည်လာပြီးရေချူခရုဖမ်းဆီးရမိမှု ရော့ကျသွားတာလို့ခရုငုတ်ပြီးဖမ်းဆီးနေသူတွေကဆိုပါတယ်တနင်းသာရီမြို့နယ်မှာရှိတဲ့ဘန်းသေးကြောင့်မီးကြောင် မြေမအောင်တကြက်ချောင်းဝရွာတွေမှာ ရေချူခရုရှားပါလာတာပါ ရေချိုခရုကိုနှစ်စဉ်တပေါင်းလားနဲ့တကူးလားတွေမှာရှားဖွေဖန်းစီရလိမ့်ရှိပါတယ်။ပြီးခဲ့တဲ့နှစ်တွေကတရက်ကိုနှုတ်စီဘူး100လောက်ရပြီး အခုနှစ်မှာတော့25ဘူးလောက်ပဲဖန်းစီရရှိတော့တယ်လို့ဆိုပါတယ်။ရေချိုခရုအရနဲလာတဲ့အတွက်အခြားဒေသတွေကို ပြန်လဲရောင်းချဖို့လုံလောက်မှုမရှိတော့ဘူးလို့ဒေသခံတွေကပြောပါတယ်။တနင်္သာရီမြို့နယ်ကစစ်ဘေးရှောင်တချို့ငှက်ဖျားယောဂါပြန်ဖြစ်လာတဲ့အတွက်ဆေးဝါးနဲ့ စစ်ဆေးတဲ့ကရိယာ test kit တွေအရေးပေါ်လိုအပ်လာနေပါတယ်။မိုးရာသီမရောက်သေးပေမဲ့မလကုံကစပြီးတနင်းတာကြီးတိုင်းထဲနေရာစိတ်စိတ်မိုးရွာနေတဲ့အတွက်စစ်ပေးရှောင်တချို့ဝမ်းယောဂါနဲ့အတူငှက်ပြားယောဂါပြန်ဖြစ်လာကြတယ်လို့ຫນွေဦးမြတ်တာစစ်ပေးရှောင်ကုညီရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။အထူးသဖြင့်ရက်ရှည်စစ်ဘေးရှောင်နေရတဲ့ညောင်မင်းခွေးနဲ့တိန်ခွန်းရွာတွေကစစ်ဘေးရှောင်တွေမှာငှက်ပြားယောဂါပြန့်ဖြစ်လာတယ်လို့ဆိုပါတယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေစီမှာလဲငှက်ပြားယောဂစစ်ဆေးတဲ့ကိရိယာတွေနဲ့ဆေးဝါးတွေလုံလုံလောက်လောက်မစုထားနိုင်သေးတဲ့အတွက်အခက်အခဲဖြစ်နေတယ်လို့ပြောပါတယ်။ဒါအပြင်လာမယ့်မိုးရာသီမှာစစ်ဘေးရှောင်တွေအတွက်အမိုးကာလိုအပ်ချက်တွေလည်းရှိနေပါတယ်။အမိုးအကာအလုံးအလောက်မရှိတဲ့အတွက်အဝတ်အစားနဲ့ရိတ်ခါလိုပစ္စည်းတွေကိုအမိုးကာအောက်ထားပြီးလူက အမိုးအကာအပြင်ဘက်မှာ နေရသူတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့မတ်လကတနင်္သာရီတိုင်းမှာစစ်ပေးရှောင်ဥယျ6,900ဤပါရှိတယ်လို့တနင်္သာရီတိုင်းအတွင်းအဖြစ်အပျက်တွေကိုစူးစီးပြီးလာစဉ်အစီရင်ခံစာထုတ်ပြန်နေတဲ့ FE5 တနင်္သာရီရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ကျွန်းစုမြို့နယ်ထဲကမြစ်ချောင်းတချို့ကိုညဘက်သွာလာအသုံးပြုတာမဟုတ်ဘူးကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအေပီလ9ရက်နေ့မှာထုတ်ပြန်ကတ်တက်လိုက်ပါတယ်။ ဗန္ဒနဲကြေးရွာအုပ်စုကတန်ပြာဗန္ဒနဲမြစ်ချောင်းရှော့တော်မော်မန်းကြီးမြစ်ချောင်းနဲ့ဝန်တောင်ရှမ်ပုံမြစ်ချောင်းတွေကိုညနေ6နာရီကနေမနေ့6နာရီအထိပြည်သူတွေသွာလာအသုံးမပြုကြဘူးအတိပေးထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ဟာအဲ့ဒီကြေးရွာအုပ်စုထဲကမြေချောင်းတွေကိုအုံပြပြီးအင်အားတိုးချက်စစ်ကြောင်းထိုးတာနဲ့မြေချောင်းတွေထဲစစ်ရေးလှူရှားမှုတွေရှိနေတဲ့အတွက်ပြည်သူတွေရဲ့လုံခြုံရေးနဲ့ခရီးသွားလာတာကိုချိန်ချောင်းနေတယ်လို့ဆိုပါတယ်။ဒါကြောင့်အဲ့ဒီမြေချောင်းတွေထဲညဘက်ခရီးသွားတာကတ်တက်လိုက်တာဖြစ်တယ်လို့ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ ဒေသခံတွေဟာအဲ့ဒီမြေချောင်းတွေကိုအမိပြုပြီးဝမ်းရည်အတွက်ရုံးကန်ဖြစ်ရှင်းနေရလို့အခက်အခဲတချို့ကြုံလာရမှာဖြစ်တယ်လို့ဗန္ဒနေရွာသားတို့ကဆိုပါတယ် ကျွန်းစုမြို့နယ်ပခါဖာကတော့လက်ရှိအတိပေးချက်ထုတ်ပြန်တဲ့နေ့ကစပြီးနောက်ထပ်တစုံတရာမထုတ်ပြန်ခင်အချိန်ထိညဘက်ဖြတ်တန်းသွားလာတာမဟုတ်ဘူးအတိပေးထားပါတယ်။ဒါအပြင်တတိပေးချက်ကိုမလိုက်နာဘဲဖြတ်တန်းသွားလာခဲ့ရင်ဖြစ်လာမဲ့ပြဿနာကိုကျွန်းစုပခါဖာကတာဝန်ယူမှာမဟုတ်ဘူးလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ော်လိုင်းရဲတပ်တွေနဲ့ပင်လယ်ပြင်မှာနှစ်ဖက်ပစ်ခတ်မှုဖြစ်တဲ့မတ်လ23ရက်ကစပြီးစစ်ကောင်စီတပ်စစ်သင်္ဘောကြီးတွေကဗန်ဒနယ်ကျေးရွာအုပ်စုမြစ်ချောင်းတလျှောက်မှာအမြဲတမ်းတွာလာလှုပ်ရှားနေတယ်လို့ဒေသခံတွေစီကသိရပါဗယ်မလ26ရက်ကလည်းဝင်းနောင်ရွာမှာစစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်တို့နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ ခုလိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါရခင်ဗျာတောရရှင်များစမ်းမာချမ်းသာပြီးကပ်ပြီးအပေါင်းမှဝေးနိုင်ကြပါစေလို့ The Way Watch Window သားများကစုမုံကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ